အားလုံးပဲမင်္ဂလာပါ Ten Story Children Book YouTube Channel ကနေပြီးတော့အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် Ten Story Children Book YouTube Channel ကနေပြီးတော့ပြပြပေးသွားမယ့်ပုံမြင်ကတကုတ်ဖို့3ဆောက်ထဲကမှမောင်းမိုက်တိနှလုံးသားများဆိုရဲပုံမြင်လေးဖြစ်ပါတယ်ဆာရီတာတူကတော့ဆရာတန်လေးမြင်ဖြစ်ပါတယ်နေရာဒီဆိုရင်ပြက်နေကြထက်မိဖို့ပြက်လေးရှိပါတယ်မိလာခြင်းအလုံးနဲတာကြောင့်တိုက်ခန်းတွေအများပြတ်ကျက်နေတဲ့ရုပ်ပြမာယော နေဆက်အိမ်များရှိတဲ့ရက်ကွက်များတွင်ရောအခက်အခဲများကြုံရလိမ့်ရှိပါတယ်။တိုက်ခန်းတွေဆို အပူဓာတ်ကိုအတော်ခံရပါတယ်။ညမဆိုရင်လည်းတနေ့ကုန်ပူထားတာကြောင့်အုတ်များအပူပြန်ပြီးလူအများကရက်တောင်လေးများနဲ့အိမ်အောက်ဆင်းနေကြရပါတယ်။သမိုးရင်ရက်ကွက်တွေဆိုရင်လည်းအိမ်ပေါ်မှာမနေနိုင်အောင်ဖြစ်ရပါတယ်။လူကလည်းပူ၊ပန်းကားကလည်းဖွင့်လို့မရပါလို့။မြို့ပြတွေအတွက်အပူဓာတ်ပြင်နောက်ထပ်အခက်အခဲလေးကြုံရပါတယ်။ဒါကတော့ကြည်တင်ရတဲ့အခက်အခဲဖြစ်ပါတယ်။ မီးရဲဆက်ပြတ်သွားခဲ့ရင်မီးလာမှာတင်လို့ရတဲ့ရေကိုမရတော့ပါဘူး။ဒါဆိုရင်သုံးရင်တွေ့ရလဲအခက်အခဲရှိသွားပါပြီ။နောက်ထပ်အခက်အခဲကတော့ထမင်းဥတည်မှုဖြစ်ပါတယ်။လဲဆက်ထမင်းပေါင်းများနဲ့ထမင်းဥတည်မှုအခက်အခဲကြုံရပါတယ်။ထမင်းဥတည်မှုမီးလာတာကိုအချိန်ဆောင်ပြီးတည်ရသလိုမီးကလာတဲ့အချိန်မလာခဲ့ရင်ထမင်းဥတည်မှုခက်ခဲပါတော့တယ်။နောက်ဆုံးတစ်ခုမြင်သာတဲ့အခက်အခဲကတော့ဖုန်းများဘက်ထရီကုန်ကြတာပါပဲ။ဖုန်းကားတွေကုန်ပြီဆိုရင် အလုပ်တွေရပ်တန့်ကုန်ပါတယ်။အင်တာနက်သုံးရတာလည်းအဆင်မပြေတော့ပါဘူး။ဒါပေမဲ့ပူလောင်မောင်မိုက်အိုက်ဆက်နေတဲ့ကာလတွေမှာအဲရတွေကလူတချို့ရဲ့အကျဉ်းသာမြစ်တာတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံသားတွေဟာအချင်းချင်းဝေမျှရုန်းကန်ကြတာကဘာမှာကြော်ကြပါတယ်။ဝေကြီးတနိုင်သူများကဖြစ်စီအချင်းချင်းစုပေါင်းအားနဲ့ဖြစ်စီအဲဒီချင်းတွေရဲ့အခက်အခဲတွေကိုကိုကြီးဖေးရှင်းပြနေကြတဲ့တရင်တပ်ပုံလေးတွေကိုရုပ်ပုံလေးများအဖြစ်ဝေးမြပြပါပြီ။ အထက်မှာပြောပြခဲ့တဲ့အခက်အခဲတွေတက်တောင်အောင်လို့မုံရမျိုးကလူမှုကွန်ရက်ရဲ့အသင်းအသင်းကအာသွင်းချင်းအကူအညီတရက်ကိုစီစဉ်ပေးခဲ့ဦးပါတယ်။ပေးဆက်သူလို့နာမည်ပေးထားတဲ့အဲ့ဒီအဖွဲ့ကတယ်လီဖုန်းများ LED မီးရိပ်များစတာတွေကိုတရက်မှာ၃ချိန်မီးစက်မောင်းပေးပြီးရက်ွက်ထဲကအများသူကလာရောက်အာသွင်းနိုင်အောင်စီစဉ်ပေးပါတယ်။ဒင်းငယ်တဲ့အကူအညီဖြစ်ပေမဲ့ညအမောင်ထဲမှာထိုင်နေရတာဖုန်းအားကုန်သွားလို့ဖုန်းဆက်မရတော့တာစတဲ့အခက်အခဲများကို ရဲရွာသားများအနည်းငယ်အဆင်ပြေကြော်လွှားသွားနိုင်ခဲ့ပါတယ်။ဓမေဘာဝထဲမှာဆန်တွေထဲချက်ထားရင်ဓမေမကျက်သေးခင်မိပြတ်သွားတဲ့အခါအလွန်ပဲစိတ်ညစ်ရပါတယ်။အထဲကဆန်တွေပျက်စီးသွားမှစိုးရိမ်ရလိုပါ။မိလာတဲ့အချိန်နဲ့ဓမင်းကျက်ရမယ့်အချိန်က မတိုက်ဆိုင်ရင်လည်းလျှက်စင်မိနဲ့ချက်မရတော့ဘဲမိမွေးရတာနဲ့စတဲ့အလုပ်ပူကြီးများပါတယ်။ အမရပူရမျိုးတွေကစီးပွားရေးလုပ်ငန်းတစုဟာရဲရွာတွေကသူတွေထမင်းကိုတဲလို့ရအောင်မီးစက်နှိုးပေးထားပြီးအိမ်အပြင်ကို layer စစ်မီးဘုတ်ကုန်ထုတ်ပေးထားပါတယ်။ထမင်းကိုတဲခြင်းသူဟာအိမ်ထဲကိုဝဲခွင့်တောင်းတရမလိုပဲမီးပလက်ပေါက်ကိုထိုးပြီးခုံကလေးတွေပေါ်မှာထမင်းချက်နိုင်တာပဲဖြစ်ပါတယ်။ဒီလိုကူညီထားတဲ့ဓာတ်ပုံတွေဟာလူမှုကွင်းရပ်ပေါ်မှာပြန့်နှံ့သွားပြီးတော့လူတော်တော်များများကချေကျူကြပါတယ်။ရန်ကုန်ဟာတိုက်ခန်းတွေပေါ်များလာပါတယ်။ တိုက်ခန်းတွေဟာမော်တာဆက်တွေနဲ့မိလာတဲ့အချိန်ရေတင်ရတာဖြစ်ပါတယ်။မိပြတ်သွားပြီဆိုရင်တော့ရေတင်လို့မရပါဘူး။ဒါဆိုရင်တော့အထက်မြင့်တိုက်ခန်းတွေမှာနေထိုင်ကြသူတွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်ကြရတော့တာပါပဲ။ရေကအရေးကြီးတယ်မဟုတ်လား။ရန်ကုန်ကပရာဟိတာဆောင်ရွက်သူတချို့နဲ့မိဇက်ပိုင်ရှင်တွေဟာမိဇက်တွေငှားပြီးကြပြီးနေစဉ်လိုအပ်တဲ့ရေရရှိအောင်အချင်းချင်းကူညီကြတဲ့ရင်ခွင်တွေကိုတွေ့မြင်ရပါတယ် ဇန်တော်မြို့နယ်ကမီးဆက်ဆိုင်တစ်ဆိုင်မှာဆိုရင်ရေလိုတဲ့အိမ်တိုင်းကမီးဆက်ကို45မိနစ်အခါမဲ့ငှားသွားနိုင်ကြောင်းရေးသားကြော်ညာထားပါတယ်။ဘလို့ခက်ခဲတွေကြုံရပါသေး။ရိုင်းမီကူညီပြီးဖြည့်ရှင်းကြတဲ့ရဲရွာစိတ်တကချီးကျူးလေးစားကြရပါပဲ။ရဲရွာတွင်ကမိတ်ဆွေတွေအတွက်တက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးကြတဲ့စိတ်တဟာအလှတရားဖြစ်ပါလေ။ဒီလိုအလှတရားတွေကိုလက်ဆင့်ကမ်းပေးနိုင်စေဖို့ရအခုဖို့ဆက်မတူများထံပြန်လည်ပေါ်ပြလိုက်ရပါမယ်။ 夜间要选干巴菜。Ice,